ဆိုင်ဆိုင်ရဲ့ဖန်တွေကိုတောင်းပန်လိုက်တဲ့ညီနန္ဒာရန်ကုန်ဆယ်လီမျိုးပြိတက်များအလုံးမဲမင်္ဂလာပါရှင်ပြိတက်များရှင့်ညီနန္ဒာကတခင့်တခါမှအင်မတန်ချောမောလို့နဲ့မင်းသားတလက်ဖြင့်အောင်မြင်မှုတွေရရှိခဲ့တာပဲဖြစ်ပါတယ်လက်ရှိချိန်မှာဆိုရင်လည်းညီနန္ဒာကအရွယ်နဲ့မလိုက်အောင်နုပြိုလွန်နေပြီးတော့မှဇလန်းတွေများစွာကိုတရုပ်ဆောင်ခွင့်ရရှိနေတာပါညီနန္ဒာကရုပ်ရှင်ကားကြီးတွေကိုလည်းရိုက်ခွင့်ရနေသလိုဇလန်းတွဲတွေကိုလည်းရိုက်ခွင့်ရရှိနေခဲ့တာဖြစ်ပါတယ် MRT4 နဲ့လက်တွဲပြီးတော့လည်းဇလန်းတွဲတွေကိုရိုက်ခွင့်ရခဲ့တာကြောင့်ညီနန္ဒာ အနေနဲ့အောင်မြင်မှုတွေကတကြော့ပြန်လည်ရောက်ရှိလာတယ်လို့ဆိုရမှာဖြစ်ပါတယ်။အရင်ခက်တွေတုန်းကဆိုရင် VCD တချင်းခွေတွေကိုအားပေးကြရတဲ့ပရိသတ်တွေအနေနဲ့ညီနန္ဒကိုမသိတဲ့သူမရှိသလုံးညီနန္ဒကလည်းတော်တော်လေးကိုအောင်မြင်ခဲ့တာဖြစ်ပါတယ်။ခီးသွောင်း၅ယောက်ဆိုတဲ့အဖွဲ့မှာဆိုရင်လည်းညီနန္ဒကပါအောင်မြင်မှုတွေကိုပိုင်ဆိုင်ရရှိခဲ့တာပါ။အခုတစ်ခါမှာဆိုရင်လည်းညီနန္ဒကတကြော့ပြန်ပြီးအောင်မြင်မှုတွေကိုသိမ့်ပိုင်နေတဲ့အချိန်မှာဆိုင်းဆိုင်းခန့်လိုက်တဲ့လက်တွဲပြီးပြင်စလန်မိုးဆိုတဲ့ရုပ်ရှင်စကားကြီးမှာပါဝင်တရုပ်ဆောင်ခဲ့ပါတယ်။အဲ့ဒီရုပ်ရှင်စကားကြီးမှာပုံမမီသ ာရဲ့အဖေနီယာကနေပါဝင်တရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။အသက်ရွယ်ကွာခြားလို့နဲ့အခြေအနေတွေကွာခြားလို့နဲ့ဆိုင်းဆိုင်းခန်းလိုက်နဲ့ပိုးမမီသားတို့ရဲ့အခြေအနေနဲ့ပတ်သက်ပြီးပိုးမမီသားရဲ့ဖခင်တယောက်နေနဲ့ဆိုင်းဆိုင်းခန်းလိုက်ကိုပြောလိုက်တဲ့ဇာတ်ကားတွေကတော်တော်လေးကိုထီထီရောက်ရောက်ဖြစ်သွားတာမျိုးတွေရှိလို့ဆိုင်းဆိုင်းရဲ့တရုပ်ဆောင်မှုတွေအတွက်အများကြီးထောက်ပံ့ဖြစ်တယ်လို့ဆိုင်းဆိုင်းခန်းလိုက်ကအင်တာဗျူးတစ်ခုမှာဖြေကြားခဲ့ပူပါတယ်။ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးညီနန္ဒာအနေနဲ့ဆိုင်းဆိုင်းခန်းလိုက်အနေနဲ့အခုလိုမျိုးသူ့ကိုလာရောက်ပြီးတော့ရုပ်ရှင်ကမ်းလှမ်းတဲ့အတွက်လည်းကျေးဇူးတင်နေပြင်ဆင်လက်မိုးဆိုတဲ့ရုပ်ရှင်ဇာတ်က ားချင်းကဆိုင်းဆိုင်းအတွက်မှတ်တိုင်တစ်ခုထူနိုင်မရုပ်ရှင်စကားလို့လည်းမှတ်ယူရတယ်။သရုပ်ဆောင်ချက်တွေကလည်းတော်တော်ပြ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 ဖြစ်ပြီးတော့တဘာဝကြတယ်လို့ပြောခဲ့ပါတယ်။နောက်ပြီးအဲ့ဒီရုပ်ရှင်စကားချင်းမှာပါဝင်မှုနဲ့ပတ်သက်ပြီးတော့လည်းဆိုင်းဆိုင်းရဲ့ fan တွေကိုညီနန္ဒာကတောင်းပန်လိုက်တာမျိုးရှိပါတယ်။ဒါကတော့ဆိုင်းဆိုင်းကလိုက်ကပြစ်စနက်မိုးဆိုတဲ့ရုပ်ရှင်စကားချင်းရဲ့ poster ထွက်လာတဲ့အချိန်မှာညီနန္ဒာရဲ့နာမည်ကိုအရှိကထားဖို့ပြောလာခဲ့တာမျိုးရှိပါတယ်။ညီနန္ဒာအနေနဲ့အဲ့ဒီရုပ်ရှင်စကားချင်းမှာအဓိကဆက်ဆောင်ကဆိုင်းဆိုင်းခန်းလိုက်လည်းဖြစ်တယ်။နောက်ပြီးတော့ပရိသတ်တွေရဲ့အားပေးမှုကိုကြည့်ရမှာ ာဖြစ်တဲ့အတွက်နဲ့မက်ရှင်နောက်ကသူ့အတွက်ပြဿနာမရှိဘူးလို့ပြောခဲ့ပါတယ်။ဒါပေမဲ့ဆိုင်းဆိုင်ခန်းလိုင်းကကိုရဲ့စီနီယာပေါ်မှာတကယ်ကို respect ရှိတဲ့အမှုပညာရှင်တန်ဦးဖြစ်တာမို့ရုပ်ရှင် poster ထွက်လာတဲ့အချိန်မှာညီနန်းသားရဲ့ နာမည်ကိုအရင်ဆုံးရေးသားခဲ့တာဖြစ်ပြီးအဲ့ဒီနောက်မှာမှဆိုင်းဆိုင်ခန့်လိုက်ရဲ့နာမည်ကိုရေးသားခဲ့တာပါဒါကြောင့်မလို့ညီနန်းအနေနဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဆိုင်းဆိုင်ရဲ့ fan တွေအနေနဲ့စိတ်ထဲမှာတမျိုးတမျိုးဖြစ်သွားမယ်ဆိုလို့ရှိရင်လည်းတောင်းပန်ပါတယ်လို့ပြောပါတယ်အမှုပညာဆိုတာကတော့နာမည်ရှင်နောက်ကအရေးမကြီးပါဘူးဒါပေမဲ့ကိုယ့်ဘောမှာအခုလိုမျိုးတလေးတစားနဲ့ respect ရှိတဲ့ဆိုင်းဆိုင်ကိုလည်းတကယ်လေးစားချီးကျူးပါတယ်သူ့ရဲ့အောင်မြင်မှုကိုကျွန်တော်တို့ကလိုက်ပြီးတော့မှီနိုင်တာမျိုးရှိပါဘူးဆိုင်းဆိုင်ရဲ့ fan တွေကဆိုင်းဆိုင်ကိုအားပေးတာမျိုးကိုလည်းကျွန်တော်တို့ကမနာလို့စရာအကြောင်းမရှိပါဘူး ဆိုင်ဆိုင်ခိုင်းလိုက်ကတော့သူ့အနေနဲ့ respect ထားပြီးနာမည်ကိုရှေ့မှာရေးလိုက်တယ်ဆိုပေမဲ့ကျွန်တော်အနေနဲ့ကတော့ကျွန်တော်ကိုဆိုင်ဆိုင်ရဲ့ fan နေအားပေးပါစေဆိုတာမျိုးမဟုတ်ဘဲနဲ့ကျွန်တော်ကိုပါချစ်လာဖို့အတွက်မျှော်လင့်ပါတယ်လို့ပြောခဲ့ပါတယ်။ရုပ်ရှင်ဇာတ်ကားကြီးတွေမှာနာမည်ရှိနောက်ပြဿနာတွေကများစွာရှိခဲ့ပေမဲ့နာမည်ကျော်တယောက်ဖြစ်တဲ့ဆိုင်ဆိုင်ခိုင်းလိုက်နေနဲ့စီနီယာပေါ်မှာအခုလို respect ထားပြီးခဲ့တဲ့အတွက်လည်းညီနန်သားကဝမ်းသာနေကြတာပါ။ဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးအနေနဲ့ရောနာမည်ရှိနောက်ကိစ္စတွေနဲ့ပတ်သက်ပြီးပရိသတ်တွေကိုတောင်းပန်လိုက်တဲ့ညီနန်သားကိုဘယ်လိုမှတ်ချက်ပြုကြလဲဗီဒီယိုအောက်က comment လေးမှာရေးသွားပြီးခဲ့ပါအောင်ရှင်